ချယ်ဆီမှာနောက်တန်းမလို့ဆိုတော့ခွေးစကားကိုဘသူပြောခဲ့တာလဲမင်္ဂလာပါ Okay Insta Football Show အနေနဲ့ကြိုဆိုပါရခင်ဗျာကျွန်တော်ခွဲမှာ Chelsea fan တယောက်ရဲ့စိတ်ခံစားချက်ဆိုတဲ့ကဏ္ဍလေးကနေလက်ရှိ Chelsea ဖြစ်ပျက်ကြုံတွေ့နေရတဲ့အခြေအနေတွေကိုအရင်ဖွင့်ရင်းနဲ့ကျွန်တော်သုံးသပ်ဆွေးနွေးမှုလုပ်သွားကြပါမယ်အဲ့တော့ Chelsea မှာနောက်ခံလို့မလို့အပ်တော့ဘူးနောက်တန်းတနေရာကိုဒီတက်ပို့ပြီးတော့အင်အား မဖြစ်တင်းပေးတင့်တော်ဘူးဆိုတဲ့အယူအဆနဲ့စကားကိုဘသူပြောတော်စပိုးတင်း ခွီးဒရိုက်တာနှစ်ကောင်ပဲဖြစ်ပါတယ်အတင်းတင်းရဲ့လူဝင်အားဖြစ်တင်းမှုကိုအဓိကလှုပ်ဆောင်ရတဲ့နေရာမှာ Sporting Director လို့ခေါ်တဲ့ပုံကိုတွေကအရန်ကိုအရေးကြီးတယ်သူတို့ရဲ့ဦးစီးဦးဆောင်ပြုမှုနဲ့အတူကစားသမားတစ်တွေကိုခေါ်ယူရတာပါနီးပြအန်โซမာရက်စ်ကလက်ရှိဖြစ်ပျက်နေတဲ့အခြေအနေတွေအတွက်အပြစ်ရှိတယ်ဆိုရင်တောင်သူကဒရိုက်တက်ဆိုင်သူတယောက်တော့မဟုတ်ဘူးသူကိုယ်တိုင်နောက်ခံလူတယောက်လိုအပ်ကြောင်းတဖော့ဖော့ထုတ်ဖော်ပြောခဲ့တယ်ကျွန်တော်သတင်းထဲမှာဖတ်ရတာနှစ်ခေါက်လားမသိဘူးနောက်ခံလူတယောက်ဖြစ်တင်းပေးတဲ့နောက်ခံလူတယောက်လိုတယ်တိုးတော့ Sporting the rider ဆိုတဲ့ကောင်နှကောင်ကဟာမလို့ဘူးငါတို့ FIFA Club World Cup မှာဘာညာဒီလိုခြေနေနဲ့ကန်ခဲ့တယ်ဒီလူချင်းစုဖွဲ့မှုနဲ့အဆင်ပြေတယ်သူတို့ဒီလိုပဲတွေးမှာပေါ့ဗျာဒီ region တွေပဲပေးမှာပေါ့တေးကြတယ်အဲ့တော့ Maresca အနေနဲ့နောက်ခံလူကောင်းကောင်းတယောက်မရခဲ့ဘူးခြေစည်းတင်းရဲ့နောက်တန်းမှာဗျာဒဲ့ပြောမယ်ဘောင်ဝင်တန်းဝင်တဲ့ကစားသမားတယောက်ပဲရှိတယ်အဲ့ဒါ Levine ကိုပဲကျွန်တော်ကိုယ်ကနာသွားတဲ့အချိန်ကာလတည်းကဗီဒီယိုတွေလုတ်ခဲ့ဘူးတယ်ဘယ်ကစားသမားမှကိုယ်ကလောက်မကောင်းမှတ်မိတဲ့သူတွေမှတ်မိလိမ့်မယ်ကျော Maresca တောင်းဆိုတာကို ဖြည့်ဆည်းပေးလိုက်လို့လက်ရှိ အခြေအနေကိုကြုံတွေ့ရရင်မှန်တယ်ဒီတောက်ကတုံးရဲ့မကျွမ်းကျင်မှုကြောင့်လိုအပ်ချက်ကြောင့်ချယ်ဆီရှုံးနေမှုတွေကြုံတွေ့နေရတယ်ခက်ခဲမှုတွေကြုံတွေ့နေရတယ်โอเคဒါက100%ကျွန်တော်တို့လက်ခံမယ်တိုးတော့သူတောင်းဆိုနေတဲ့အရာလည်းမဖြစ်တင်းမေးပဲနဲ့ပြည့်တဲ့အိုးကိုပဲထပ်ဖြည့်နေတဲ့လောက်ရဲ့ကြီးကကတုံးနဲ့ဒိရိုက်တော့မသက်ဆိုင်တော့ဘူးကတုံးကလုံးဝမမအောင်ပြောတာမဟုတ်တော့မှားတဲ့ဘိုင်းနေရှိတယ်ဒါပေမဲ့နံပါတ်1ဒိရိုက်သက်ဆိုင်ပြီးတော့ကျွန်တော်တို့အဓိကလက်ညှိုးထိုးပြတင်တာဒီ Sporting Director နှစ်ကောင်ပါကြော့ဒီနောက် ခံလူတွေရဲ့အရေးသွေးလိုအပ်ချက်တရားအရင်ကြီးမားခဲ့တယ်ဗျယာသည့်အစတော့ကတပွဲနှစ်ပွဲလောက်မှတိတ်မတိတာဘူးဆိုပေမဲ့ပွဲတွေကြာလာတဲ့အမျှတဖြည်းဖြည်းဒီနောက်ခံကစားသမားတွေရဲ့လိုအပ်ချက်တွေကိုကွက်ကွက်ကွင်းကွင်းကျွန်တော်မြင်လာရတယ် scramble goal လို့ခေါ်တဲ့ပေါက်တက်ကိရဂိုးမျိုးတွေပေါ့နော်ဟာရောက်ရက်တွေခက်ပြီးရှုပ်ရက်တွေခက်ဝင်သွားတဲ့ဂိုးမျိုးတွေကျွန်တော်တို့ခွင့်ပြုခဲ့ရတယ်ဒါအပြင် set piece လို့ခေါ်တဲ့အဲကျွန်တော် free kick တို့ corner တို့လက်ပစ်ဘောတို့ကနေဘောလုံးကို စတင်ပေးပို့တဲ့အခြေအနေမျိုးကနေတဆင့်ရတဲ့ဂိုးမျိုးတွေကိုခက်ခက်ခဲခဲရှင်းထုတ်နေရတယ်။အစိုးဆုံးကတော့ကျွန်တော် area ပေါ်အမြင်ပေါ်အဲ့တော့အမြင်ပေါ်ရှင်းထုတ်ပုံတွေလုံးဝအားနေချက်အပြည့်နဲ့ဒီခန်းစစ်ကစားသမားတွေရဲ့ခန်းစစ်ဆွဲဆောင်ရင်ဒီစုပ်ပြတ်တက်လွန်ပါတယ်။အဲ့တော့ဒီအမြင်ပေါ်ရှင်းထုတ်တဲ့နေရာမှာလဲ Defender Stadium မဟုတ်ဘူးဂိုးသမားတွေကလည်းညံပြင်းလွန်ပါတယ်။အဲ့ဒီအမြင်ပေါ်တွေကနေမှတဆင့်ပေးလိုက်ရတဲ့ scramble goal တွေ set piece တွေအများကြီးရှိတယ်ဗျ။ Sure အဲ့လို ခံစစ်ကစားပုံနဲ့ရောက်ရက်ခတ်တက်ပြက်ပြီးတော့ဘာဖြစ်ချင်နေမှမသိတဲ့ပုံတံတန်မျိုးရောက်အောင်ဆွဲချသွားခဲ့တဲ့သူကကျွန်တော်တခုမဲ့မိမယ်အန်ဆိုမော်ရက်စကာလာဒါစပိုနင်ဒရိုက်တာနှစ်ယောက်လားအကုန်လုံးကတော့အထိုက်လျောက်တက်ဆိုင်ပေမဲ့အဓိကစပိုနင်ဒရိုက်တာနှစ်ယောက်ပဲနောက်ခံလူခေါင်းတစ်ယောက်ကိုခေါ်ဖြစ်တင်းခဲ့မယ်ဆိုရင်အဲ့ဒါလောက်ထိရုပ်ပြက်ဆင်းပြက်နိုင်မှာမဟုတ်ဘူးအခုကဘယ်သူမှမရှိတော့ဘူးဟာအချင်မောင်ထက်အချင်မောင်ထက်ဟာတိုစီဘီထက်စီဘီထက်ဟာတိုစင်ဟဲ့ချလိုပါဟဲ့တောင်မင်းမကယ်နိုင်မြောင်မင်းမကယ်နိုင် ဘသူဖေခေါ်လို့ခေါ်မှမသိဘူးအင်ကပြဲလိုမျိုးပလေယာတယောက်ရောက်လာတယ်ထားပါတော့ဒါမှမဟုတ်လေတခြားပလေယာတယောက်ပေါ့ဗျာအရေးသွေးမြင့်တဲ့နောက်ခံလူတယောက်ပေါ့ဘက်စတိုနီထားပါတော့ဘက်စတိုနီမဟုတ်လေကျွန်တော်တို့ဒါခေါင်းထဲမှာချက်ချင်းမပေါ်တဲ့ဒက်ဖန်နာကောင်းကောင်းနေရှိမယ်သူ့ရဲ့ဦးစီးဦးဆောင်မှုနဲ့အတူဘေးကလူတွေက share တို့ပုံစံမျိုး တင်မလားရှူရှောင်းလိုက်ဆော့သွားလို့ရတယ်အဲ့အတွက်ကြောင့်မာရက်စ်ကကဒုံးလိုးတယ်ဆိုရင်တောင်မှဒီစပော့တင်ခွီးဒရိုက်တာနှစ်ကောင်ကတော့လိုအပ်ချက်ပို့ပြီးကြီးမားခဲ့တယ်အဲ့တော့တခုပြောရချင်ဟာ bro အဲ့လိုဆိုချယ်ဆီနောက်တန်းဘလောက်ထိအခြေအနေဆိုးလို့တော့ဘလောက်စုပ်ပြတ်တက်သွားပြီတော့ကျွန်တော်ဂျန်နယ်လက်နဲ့ first နဲ့ထောက်ပြပါမယ် ျွန်တော်တွေ Brentford တည်ကြခဲ့တဲ့ပွဲစဉ်ဟာစပြီးတော့ဒီ Brighton ကိုရှုံးနိုင်ခဲ့တဲ့ပွဲအစုံအနီကက်တွေနဲ့ထိတယ်เนาะဒါအပြင် set piece တွေကလည်းပေးရတယ် scramble goal တွေလည်းပေးရတယ်အဓိကတော့ area jewelry ကျွန်တော်အားနဲ့လို့ပေးလိုက်ရတဲ့ goal ပုံစံတွေကြီးပဲအလျက်တစ်ပြက်အခြေအနေကနေအာ အာယုဆူဆိုင်မှုအားနေပြီးပေးလိုက်ရတဲ့ OG ကိုမျိုးတွေရှိမယ်။ဒါတွေက နောက်ခံလူတူတယောက်ချင်းစီရဲ့အမားတွေနောက်ခံလူဟိုစုဖွဲ့မှုတွေရဲ့အမားတွေကနေတစင် ပေးရတဲ့ဂိုးတွေကြီးပဲဗျ။အဲ့တော့ Brandford နဲ့ပွဲတင်မှာ Shady Twin ကိုသွားခဲ့တဲ့ပထမကိုပထမတစ်ချိန်ဒီပုံစံပဲ Henderson ပေးတာလားမသိဘူးဗျ။အဲ့လိုတရိုက်ပေးလိုက်တဲ့ Shady အဲ့လိုတယောက်တည်းဆွဲယူသွားတယ် ဲ့တချိန်မှာတိုးစင်တော့ဘလော့သွားတယ်ဒုတိယတချိန်မှာပေးရတယ်ဒါဒီ defender ကောင်းတယောက်ရဲ့မှလိုအပ်တဲ့အရေးသွေးလို့ပဲကျွန်တော်ပြောချင်တယ်သူတခါပဲလုံနိုင်တယ်ဗျာသူ့အတွက် 1vs1 အခြေအနေမျိုးနော် 1vs1 အခြေအနေမျိုးအရင်ခက်ခဲချက်တဲတဲ့အခြေအနေမျိုးမဟုတ်ဘူးဘောလုံးဆွဲယူလာတဲ့နေရာကလည်းအရင်ဂိုးပေါက်နဲ့မနေဘူးဒါကိုသူမထိန်းသိမ်းနိုင်ဘူးသူ့ခြေတောင်းနဲ့ခြေသလုံးလေးနဲ့ထိပြီးဝင်သွားတယ်အဲ့တော့တိုးစင်ရဲ့လိုအပ်ချက်အပြည့်အဝမဟုတ်ရင်တော့မှဒီကိုကလည်းတိုးစင်ရဲ့လိုအပ်ချက်ရှိတယ်နောက်ထပ်တကူ ဒီကိုဒီ set piece ကနေကျွန်တော်ပေးလိုက်ရတဲ့ဂိုးဖြစ်ပါတယ်။ Shady လက်ပြပေါ်မြောက်လိုက်တယ်။ set piece ကနေရသွားတဲ့ scramble ဂိုးပေါ်ရှုပ်ရှက်ခတ်နေတဲ့အခြေအနေမျိုးကနေ cover ဟူကပိတ်တွင်းသွားတယ်။လွယ်ကူရွေးရှင်းတဲ့ဂိုးတွေနော်နောက်ထပ်တစ်ပွဲ Bayern မျိုးနဲ့ပို့ပြီးတော့ရုပ်ပေါက်တယ်။ Bayern မျိုးနဲ့ကိုကျွတ်ကျဲနေတယ်ကန်တာ။ယုံကြည်ချက်မရှိဘူးကစားသမားတွေက။အဲ့တော့ပထမဂိုး free kick ကနေလုံးဝအလင်းက Olis ထွက်သွားတယ်။ဒါက Olis ကိုပေးလိုက်တယ်။ Olis ရဲ့ cross ball ကိုကြောက်ကြက်ပြီးလန်တားလိုက်ရတာနေတစ်စင် OG ဝင်သွားတယ်။ ဲ့ဒီ OG ကိုအတွင်းတာချာလိုပါအဲတယောက်ချင်းစီနာမည်တွေပေါ်လိမ့်မယ်နော်ချာလိုပါ OG ဝင်သွားတယ်ကျွန်တော်နောက်ထပ်တကူပန်နတီပေးလိုက်ရတယ်ကိုက်စီတို့မပါနဲ့ဘူးကျွန်တော် Harry Kane ဒီလောက်ထိဘောင်နေချင်းနဲ့ကနေပပနဲ့နဲ့လှုပ်တက်တဲ့တိုက်စစ်မှုကိုဘောက်ဆဲမှာသွားလို့တယ်ပန်နတီပေးလိုက်ရတယ်ကဲထားလိုက်တော့ပန်နတီနောက်ထပ်တလုံးတရောင်းစားဂူစတိုမနေ့ကစောက်တလွဲတွေလှုပ်ခဲတဲ့ကောင်ကအဲ့ဘွဲမှာတည်းမဟုတ်စောက်တလွဲတွေလှုပ်ခဲတာကြာပြီ ဲ့ဘိုင်ယန်မြူနစ်ပွဲမှာလည်းအဲ့ဒီမဲလိုဂူစ်တို့အမားအနေနဲ့ဒီဟယ်ရီကိန်းဘောလုံးရသွားတယ်ဟယ်ရီကိန်းဂိုးသွင်းသွားတယ် 1v1 အခြေအနေကြီးနဲ့တရောင်းသားအဲ့ဒဲကကျိတ်ပြီးတော့တင်မအတင်းဒုက္ခပေးနေတာခိုးပြီးခိုးပြီးဒုက္ခပေးနေတာကျွန်တော်နောက်တဲ့တွင်မန်ချက်စတာယူနိုက်တက်နဲ့လုံးဝ scramble goal တွေအဲယူနိုက်တက်တွင်းသွားတဲ့ဂိုးလုံးကဒါ scramble goal တွေကြီးပဲ။အော်ပေါက်တက်ကြရတယ်နဲ့ဝင်သွားတဲ့ဂိုးမျိုးတွေဗျာ။အဓိကဘာလဲအမြင်ပေါ်အားနည်းလို့။နော်အဲ့တော့ဒီယူနိုက်တက်နဲ့ပွဲမှာဆိုရင်ရှေ့ဘိုင်မင်းနဲ့ပွဲမှာ OG တွင်းထားတဲ့ ချာလိုပါစမာတယ်ရှက်ရှကိုနဲ့အပြိုင်ခေါင်းကုန်တိုက်တဲ့သူကရှက်ရှကိုတိုက်ပေးလိုက်တဲ့အလုံးကိုသူမမီတဲ့အခါကျတော့အနီကက်ပစ်တံကိုရောဘတ်ဆန်ချက်ခံယူသွားခဲ့ရတယ်အဲရောဘတ်ဆန်ချက်အနေနဲ့လည်းအဲ့ချိန်ဒစီရှင်မှားသွားတာပါတယ်ထားပါတော့ဗျာဆိုတော့အဲ့ဒီအနီချာလိုပါရဲ့အမှားပြီးသွားပြီဆိုတာနဲ့အဲ့လိုကျွန်တော်တို့ကပြောတယ်ဘောက်စတဲကိုရောက်လာတဲ့ရှုပ်ရှက်ခတ်နေတဲ့အခြေအနေမျိုးတွေကနေနောက်ကနေခေါင်းကုန်တိုက်တဲ့အဲဒါမှမဟုတ်ပြန်ကျလာတဲ့ဘောလုံးနေ second ball တွေကနေတစ်ဆင့်ရှုပ်ရှက်ခတ်နေဝင်သွားတဲ့ဂိုးမျိုးတွေအဲ့လိုဂိုးနှစ်ဂိုးကျွန်တော်တို့ပေးလိုက်ရတယ်ဒီနှစ်ဂိုးမှာဆိုရင်လေရောဘတ်ဆန်ချက်အစားဝင်လာတဲ့ ဒီဖိလစ်ယော်ကင်ဆင်အဲ့လိုဘောလုံးမော့ကြည့်နေကိုယ့်ရဲ့ရီစ်ဂျိန်းလားမသိဖြတ်ထုတ်လိုက်တဲ့ဘောလုံးအဲ့လိုမော့ကြည့်သူ့ရဲ့လက်တလက်အရှိရှိတဲ့ဟာကိုထွက်ပြီးမဖန်ဘူးမပုတ်ဘူးဖန့်ရှ်မလုပ်ဘူးအဲ့တော့နောက်ကနေတိုက်ပြီးတော့ပေးလိုက်ရတယ်ဟုတ်ပြီအဲ့တော့ United ရဲ့ပွဲကနောက်ကိုကျွန်တော်နောက် Lincoln City နဲ့ပွဲကို့မားနေတဲ့စင်ကိုပေးလိုက်ရတယ်ဘရူဆာမားလည်း Enzo Fernandez ဘောလုံးဒေါင်းပြက်ကြီးဘာမှ progress လည်းမဖြစ်ဘူးလှမ်းပေးတယ်အဲ့တော့ဖန်ထိန်တဲ့ကောင်ကလည်းခြာလို့ပါ အဲ့သွားပြီလေချာလိုဘတ်နဂိုကလေးကကြောင်ပြနေဗိုင်မြူးနစ်နဲ့ပွဲမှာလဲအိုဂျီသွင်းနေယူနိုက်တက်နဲ့ပွဲမှာလဲမားတယ်လင်ကိုနဲ့ပွဲမှာလဲအန်ဇိုကတော့စမားတာအန်ဇိုအမား80ဆိုရင်ချာလိုဘတ်အမား20လောက်ရှိတယ်အဲ့ကိုနဲ့တစ်ဖက် တိုက်စစ်မှု3ရက်အတွင်းကိုခွင့်ပြုပေးလိုက်ရတယ်။ကဲနောက်ဆုံးပွဲကျွန်တော် Brighton နဲ့ပွဲ။အဲ့မှာ Brighton နဲ့ပွဲမှာလည်း Tony တူပဲကျွန်တော်တို့ Andre Santos မားတယ်။ချာလိုဘအနီကက်ခံယူတယ်။နှစ်ပွဲသက်တိုက်အနီကက် ထိသွားတယ်နော်။အကျွန်တော်ပေးလိုက်ရတဲ့ဂိုးတွေကြည့်မယ်ဆိုရင် Melo Gusto ဒုတိယပိုင်းမှာဝင်လာပြီးသူကမသိရင်ပထမပိုင်းထဲကစားထားတဲ့ပုံစံနဲ့ရန်ကူဘာမင်းဝမ်းဝမ်းမထိန်နိုင်ဘူး။ဒါကျွန်တော်ဟိုမိနစ်အစပိုင်းမှာနှစ်ယောက်လုံးကစားခဲ့ရလို့ individual အရင်ကောင်းတဲ့ရန်ကူဘာမင်းကိုမထိန်နိုင်ဘူးဆိုရင်ဒါကျွန်တော်နားလေလက်ခံပေးတယ်။အခုကသူကဗျာ stamina အတာကြီးဗျာ power အတာကြီးဗျာအဲ့ဒါကိုမထိန်နိုင်ဘူး။ ယာကူဘမင်းကဖြတ်တင်သွားတဲ့အလုံးနော် area ကျူကကျွန်တော်တို့မရှင်းနိုင်ဘူးဝက်ဘက်ခေါင်းတိုက်သွားတယ်ဟာဒလာအဲ့ဒါကြီးတည်တယ်ကျွန်တော်အဲ့ဒီ area တွေအရန်အားနေတယ်နော်အဲ့ကျွန်တော်တို့ဘယ်လိုပြောမလဲ scramble goal တွေအရန်ပေးနေရတဲ့အခြေအနေကို तू သိတယ်ဗျာဒီလို goal တွေအကောင်းဆုံးတွင်းဦးတက်တာကဝက်ဘက်အဲ့ဒါကြောင့်ဟာဒလာဘလောက်ထိနဲ့တယ်လဲတလားကျွန်တော်နောက်ထပ်ကျွန်တော်ဒုတိယမြောက် goal ကြည့်မယ်ဆိုရင်ခေါင်းနှစ်ဆင့်တိုက်ပြီးတော့ ထပ်သွင်းသွားတယ်။ဒါကလည်းအမြင်ပေါ်ရှင်းထုတ်ပုံအားနဲ့တယ်။မမ်မတ်မာကင်နေအားနဲ့တယ်။ကျွန်တော်နောက်ဆုံးကိုကလည်း Josh Archin ပေါ့အမားကနေဝက်ဘက်ကနေပိတ်သွင်းသွားတယ်။ပြောချင်တာကဒီ scrummer goal ပဲဖြစ်ဖြစ် set piece ကနေပေးရတဲ့ goal ပဲဖြစ်ဖြစ်ကျွန်တော် area jewel တွေမကောင်းဘူးဗျ။အမြင်ပေါ်ရှင်းထုတ်ပုံတွေမကောင်းဘူး။အမြင်ပေါ်ကစားတဲ့ပုံတွေမကောင်းဘူး။လူကတ်ကစားတဲ့ပုံတွေမကောင်းဘူး။ကိုသမားတွေအမြင်ပေါ်လှမ်းပုတ်တဲ့ပုံတွေအားနဲ့ချက်တွေရှိတယ်။အဲ့ဒါတွေအားလုံးဒီ ခံစစ်ကစားဖို့ယိုယွင်းစုပ်ပြတ်တက်နေတဲ့အမားတွေဖြစ်ပါတယ်အဲ့တို့ကြောင့်ကျွန်တော်ဒီ supporting director နှစ်ကောင်အဓိကထောက်ပြတာနောက် Anthony Morris ကရဲ့အမားကိုနောက်ဆုံးအနေနဲ့ပြောချင်တာလုံးဝမမားလို့တော့မဟုတ်သူ့မှာ backup plan မရှိဘူးဒါ့အပြင်အရန်စိုးရင်စိတ်များတယ်နောက်ခံလူတယောက်ထုတ်ခံရတဲ့အချိန်မှာတော့သူ့မှာတကယ်လဲဟိုလဲစရာလူမရှိတော့နောက်ခံလူတယောက်ပဲလဲရတော့မှာချယ်စီနောက်တန်းမှာဗျာ JD တို့လို Cavell ဟိုတို့လို့เนาะကျွန်တော် Gary Cahill တို့လို့ now Desai တို့လို့ player မျိုးမရှိတော့ဘူးအဲ့ဒီအတွက်ကြောင့် तू ကြောက်တယ် तू စိုးရိမ်တယ် backup plan မရှိတဲ့အခါကျတော့လူလဲတာတွေအမမအရင်းတွေဖြစ်ရင်းတယ်ဒီအနိုင်ရလက်ကိုမထိန်သိမ်းနိုင်ဘူးအတီရလက်ကိုမထိန်သိမ်းနိုင်ဘူးအရှုံးတွေပဲပေးခဲ့ရတယ် Tomorrow Sky အတွေ့အကြုံနုနယ်မှုကြောင့်လည်းပါတယ်တော်တော်အဓိကစမှားခဲ့တာကတော့နောက်တန်းမှာဒီလောက်ရိုးပေါက်ကြီးရှိနေရတဲ့ဘလို့ရွှေညံတော်စူးရောက်ပြီးတော့လူဝင်အားမဖြစ်တင်းပေးခဲ့တဲ့ Sporting Director နှစ်ယောက်ကိုပဲကျွန်တော်အဓိကအမှားရင်ကျူးလွန်သူဖြစ်သတ်မှတ်ခြင်း င်ပါတယ်တကယ်စောက်အုံနောက်မရှိပဲခွေးအုံနောက်နဲ့တွေးတဲ့ sporting director နှစ်ကောင်များကျွန်တော်ညီကိုတွေရောဒီပိုင်းလေးနဲ့ပတ်သက်ပြီးတော့ဝင်ရောက်ဆွေးနွေးတုံးသက်ပြီးသွားလို့ရပါတယ်ခင်ဗျာကျေးဇူးများကြီးတင်ပါတယ်